တော့မိတ်လာပါမနေ့ကအာဆီယံဩစတြေးလျနဲ့မန်ယူနဲ့ပွဲမှာမန်ယူအသင်းဝစီနဲ့နိုင်ယူပြီးတော့အာဆီယံကိုကုန်ဆောင်ပြခဲ့တဲ့မြန်မာလူဝေးတဲ့ကစားသမားမမောင်တွေကိုဂုံပြီးတော့အဖြစ်သူ့ပေးတဲ့တွေရဲ့ချီယူထားတဲ့ရောသမားလေးတွေကိုစူးစစ်ပြီးတော့ရရှင်လုပ်ပေးတော့မှာဖြစ်ပါရဲ့ဆိုတော့စလိုက်ရအောင်ပါဟုတ်ငယ်ချဲလေးပြီ ယ်ဆိုမဲ့ကိုမြန်မာအောင်ပဲအားပေးကြရအောင်နော်ဘောင်ဘောင်နဲ့ဘောင်ဘောင်နဲ့ဘောင်ဘောင်နဲ့ဝူးဝူးအဲ့ဒါတို့မြန်မာပြည်သားကွာ န်နေရတော့ဘလော့ပြောလိုက်မလဲရှင်းပါလေမြန်မာလာလေးနဲ့ဗျာဂျီယိုထမအိုးဆုံးအနေနဲ့က congratulation မောင်မောင်လေးမှာနော် trial ကိုခဏသွားတော့ပဲရှိသေးတယ်ဆရာသမားကဂိုးသွင်းသွားပြီဒီနေရာမှာကျွန်တော်ပြောချင်တာက ASEAN Oster အသင်းမှာပါတာက Australian နဲ့ပါတယ်เนาะ Malaysian Indonesian เนาะ ရွေးထားတာရွေးထားတာခင်ဗျမလေးရှားမှာဆို9ရောက်เนาะထိုင်းက4ရောက်ပါတယ်နောက်ပြီးတော့ကျတော့ BNL 4ရောက်ပါတယ်မြန်မာက1ရောက်ပဲရွေးထားတာเนาะအဲ့ရွေးထားတဲ့1ရောက်ကဘာပဲဖြစ်ဖြစ်เนาะကမ္ဘာအကောင်ဆုံး Premier League ဆိုတဲ့နေရာကလာတဲ့ကမ္ဘာနာမည်အကြီးဆုံးသူ့ဘာသူခြေစွမ်းကဘယ်လိုပဲဒီရာဒီမှာဖြစ်နေပါစေเนาะဒီ Manchester United လို့အသင်းကို ရင်ဆိုင်ရတဲ့အခါမှာအတင်းငိမ်ဆုံး finishing လုပ်သွားနိုင်တာဘယ်လိုလဲတော့မြန်မာလူမျိုးတယောက်မြန်မာနိုင်ငံသားတယောက်ဒါကိုခမရတို့ကဟို Manchester United ကပဲအရန်ကြီးဟိုအသုံးနေမကြနေလို့ဟိုမောင်မောင်လွင်တောင်ဂိုးသွင်းနိုင်တယ်ဆိုတော့အထာမျိုးတွေပြောနေခမရတို့မရှက်ဘူးလားတော့ခမရတို့ကိုယ့်လူမျိုးအတော့ကိုတော်မှဂုံယူနိုင်တဲ့စိတ်ဓာတ်မျိုးခမရတို့မှ မရှိကြတော့ဘူးလားเนาะ ဘာပဲဖြစ်ဒီကိစ္စကနော်အာဆီယံအော်စတန်နဲ့မန်ချက်စတာယူနိုက်တက်တို့ကန်နဲ့ပွဲရဲ့ highlight မှာဘာဖြစ်ဖြစ်ဒီလုံးလဲသောတွင်ကိုကိုထက်ခါထက်ခါပြန်ကြည့်ရတာကကျွန်တော်တို့မြန်မာနိုင်ငံကကစားသမားမောင်မောင်လင်းတွင်းနဲ့ဂိုးဖြစ်နေပြီနော်ဘာပဲဖြစ်မီဒီယာတွေမှာနော်ကမ္ဘာစာမျက်နှာမှာသတင်းထဲမှာပါသွားပြီနော်အေး ဘာအန်ဒေါ်ဖြစ်နေလို့ကျွန်တော်တို့ကအနိုင်ခံနိုင်ငံတနိုင်ငံဖြစ်နေလို့เนาะမလေးရှားမဟုတ်လို့ဗီယက်နမ်မဟုတ်လို့အော်စတြေးလျမဟုတ်လို့အရန်တော့ပြောခန့်ခြင်းမှာပြောခန့်ရမယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာတွေကိုယ်တိုင်ကတော့ဒီလိုမျိုးဟိုမန်ချက်စတာယူနိုက်တက်ကပဲဆောင်ရစုပ်ပြတ်သက်နေလို့နော်မမော်လင်ကတော့ဂိုးသွင်းနိုင်တယ်ဆိုတော့အထာမျိုးခင်ဗျားတို့ပြောနေခင်ဗျားမရှက်ဘူးလားခင်ဗျားတို့ကိုမြန်မာဆိုတော့ခင်ဗျားတို့ဘာဖြစ်ဖြစ်ခင်ဗျားတို့မြန်မာလူမျိုးတယောက်အနေနဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ခင်ဗျားတို့မွေးဖွားလာခဲ့ကြပြီးပြီနော် ဘာပဲဖြစ်နေဖြစ်နေခမရတို့အနေနဲ့ဒီလောက်ကလေးမှာတော့ခမရတို့စိတ်တက်မရှိကြတော့ဘူးလားဘာဖြစ်ကျွန်တော်တို့ဂုံယူတယ်နော်ကျွန်တော် Manchester United အသင်း fan မဟုတ်ဘူးမဖန်မဟုတ်လို့ပြောတာလည်းမဟုတ်ဘူးဘာပဲဖြစ်ကျွန်တော်မောင်မောင်လေးအတွက်လည်းဂုံတယ်လို့ကျွန်တော်မြန်မာနိုင်ငံအလံအတွက်လည်းဂုံယူတယ်မြန်မာနိုင်ငံအတွက်လည်းဂုံယူတယ်အခုဒီ post show မှာဆိုရင် media တွေကမောင်မောင်လေးကိုနော်လုံးဝ interview လုပ်မသွားဘူးเนาะကျွန်တော်အာဆီယံကကျွန်တော်အာရှကဟိုမီဒီယာတွေစောင့်ရမကောင်းဘူးပြောပြတာเนาะ ဟိုဘာဖြစ်မော်ဒယ်ကိုဖုံးထားတယ်သူတို့အနေနဲ့ဟို impressive ဖြစ်ဖို့အတွက်ကိုစိတ်ကူးမရှိဘူးဒါကကျွန်တော်တို့ Asia တိုင်းရဲ့ဒီ Asian က media တွေရဲ့ဟိုပြောရမယ်ဆိုရင်ရှက်ဖို့ကောင်းတဲ့ကိစ္စပဲဘာဖြစ်ကျွန်တော်တို့ကတော့ဂုဏ်ယူရမယ်ကျွန်တော်တို့မြန်မာနိုင်ငံသားအတွက် Manchester United United ဒီ LAN ပေးအသိမဟုတ်တာတော့တည်ကြရဗျာနော်ဟုတ်ပြီလားမနေ့တော့က Man U နဲ့ ASEAN All Star အသင်းတို့ကံတဲ့ပွဲမှာမမောင်လင်ရဲ့တလုံးသီးသောဂိုးနဲ့ အာဆီယံဩစတာတရင်အတင်းကနိုင်ွားတယ်ဗျကျွန်တော်ရမ်းပျော်တယ်ဘာလို့ရမ်းပျော်လဲဆိုရင်ကိုယ်နိုင်ငံသားတယောက်ကမန်ယူလိုပရီးမီးယားလိပ်မှာတစ်ချိန်လုံးကရှမ်းရှမ်းတောက်အောင်မြင်နေတဲ့အတင်းကိုဂိုးရှုနိုင်တာဆိုလို့မြန်မာမှာမောင်မောင်ရင်တယောက်ပဲရှိတယ်ဒါလည်းဂုံယူစရာပဲဗျအဲ့ထဲကမှအဲ့ဒီအောင်မြင်မှုကိုမှန့်ရေးတဲ့သူတွေထဲမှာဒီမှန်လေးကိုကျွန်တော်အရင်သဘောကျတယ်ဗျသူဘာရေးထားလဲဆိုရင်ချစ်တာကတတ်တတ်လက်ထက်တာကတတ်တတ်ပဲဗျာတဲ့ ချစ်တာကမန်ယူဆိုပေမဲ့တကယ်တမ်းအဲ့နေ့ကလက်ထက်ခဲ့တာမောင်မောင်လင်ပဲတဲ့ဒါကြောင့်ပြောတာလေအချစ်နဲ့ဘဝကြီးနဲ့ကမတူဘူးလို့တတိမှန်လေးကတကယ်ကျွန်တော်ဘဝကြီးကိုပြောနေသလိုအခုမန်ယူနဲ့မောင်မောင်လင်ပွဲထဲမှာလဲမောင်မောင်လင်ကိုဂုံယူတဲ့ဇာတ်ကားလေးပြောတာကျွန်တော်အရန်နှစ်သက်တယ်ဗျအဲ့ထဲမှာတချို့တွေမန်နဲ့မန်တွေကိုကျွန်တော်ပြောပြမယ်တချို့တွေဘာပြောလဲဆိုတော့မောင်မောင်လင်ကကောက်စားပါဗျာတဲ့ဆိုတော့အာဒါအရန်လူလူချင်းပုတ်ခွဲတဲ့အရာဗျခမရတေချာပြန်ကြည့်လိုက်သူရှူးလိုက်တဲ့ဂိုးက သူများဖြတ်တင်ပေးတာမှန်ပေမဲ့သူရှုလိုက်တာဒေါင်းလေးကိုအကွက်ကြကြ processor တွင်းသွားတာနော်တောင်းတဲ့လူတွေမတွင်းနိုင်ဘူးကျွန်တော်မန်ယူကို natural line တို့ natural line တို့လက်ခက်ကလေးကကျွန်တော်အားပေးလာတာအဲဒီတော့ဆိုရေးမထက်မှာရာဦးလိုပါလို့ရှိတယ်ဗျာနောက်ပိုင်းမှာ Ronaldo တို့ပါတို့ကမန်ယူရောက်လာတာဟောအဲ့ခက်ကလေးကကျွန်တော်အားပေးခဲ့တာဒါပေမဲ့နောက်ပိုင်းမှာမန်ယူရဲ့ကစားပုံတော့ကျွန်တော်တိတ်မကြိုက်လို့ကျွန်တော်တိတ်ပြီးတော့အားမပေးတော့ဘူးဗျာဒါအခုနောက်ပိုင်းမှာတော့မန်ယူနည်းနည်းတော့ဟောကြည့်ပါလေကျွန်တော်တနေ့ပွဲရတာတိတ်မကြည့်ရမန်ယူပွဲတော့နည်းနည်းကြည့်တယ် မန်ယူအခုနောက်ပိုင်းကကဘာပပီးရှုံးနေလို့ပြောလို့ရတယ်ဗျပရီးမီးယားလိပ်မှာရှုံးလို့မဟုတ်ဘူးလို့ကဘာပပီးရှုံးနေလို့ပြောလို့ရဒါပေမဲ့ကဘာပပီးပဲရှုံးဘလို့ပဲရှုံးကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်ကမန်ယူလိုအသင်းမျိုးကိုဂိုးရှုလိုက်တယ်ကျွန်တော်အရန်ကုန်ယူနောက်တစ်ချက်ကုန်ယူတာကမမောင်လင်းဂိုးရှုတဲ့အဟာကိုဗျနိုင်ငံသားမှာရှိနေတဲ့တကယ်မီလီယံနဲ့ချီတဲ့တကယ် YouTuber တွေကနေတော့တင်ပြီးတော့မှအားရပါရအားပေးတာမန်ယူရဲ့ပြည်သက် YouTuber တွေဝန်းနေတာလေကျွန်တော်ကြည့်ပြီးကျွန်တော်အရင်သဘောကျတယ်ဘာလို့ဆိုဒါကမြန်မာကိုကဘာကတိစေတာပဲ မမောင်လင်းရဲ့ဂိုးတကိုးကမြန်မာကိုကဘာကတိစေတယ်လို့မြန်မာပြည်မှာရှိနေတဲ့လူငယ်တွေကလည်းမမောင်လင်းရှူးတာကိုကြည့်ပြီးတော့မှသူတို့စူးစမ်းခြင်စိတ်တွေအများကြီးတက်ကြွစေတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီအချင်းချင်းမြန်မာအချင်းချင်းတယောက်အောင်မြင်တဲ့သူတွေကအပြည့်အအောင်ပြုကြအောင်ဗျာကဲကျွန်တော်ကဲရတဲ့ဇကားတွေဝေပန်တဲ့ဇကားတွေထက်တကယ်အောင်မြင်ခြင်းကိုကျွန်တော်လက်ခုပ်တီးကြအောင်ဗျာဝိုင်းဝင်းပြီးတော့မှပန့်ဖို့ပေးကြအောင်ဗျာဒါတကယ်ကျွန်တော်ဝမ်းတာပါတယ်ဝမ်းမြောက်ပါတယ်ဒါကျွန်တော်တို့မြန်မာကိုကဘာက အာကစားနဲ့ပတ်ပတ်သက်ပြီးတော့မှဒါတိစီတာပဲဗျတချို့တွေတိုင်တိုင်ပြလာတော့မြန်မာအာကစားကဘာကိုလွှမ်းကြလွှမ်းရမည်ဆိုတဲ့ဆောင်းကျွန်တော်တို့အားပေးရဗျအချိန်တော့လောင်ပါအခုလောင်လို့မရတော့ဘာဖြစ်လို့လဲဆိုတော့ပရီးမီးယားလိမ့်မှာတချိန်ကလျန်လျန်တောက်ရှန်းရှန်းတောက်အောင်မြင်နေတဲ့မန်ယူလို အသင်းမျိုးကိုဂိုးရှူးနိုင်တာမြန်မာမှာမမောင်လင်ပေါ်ထွန်းလာပြီဆိုတဲ့အရာကိုမမေ့စေချင်ဘူးဗျအဲ့တော့ကျွန်တော်ဒီအားလေးနဲ့ကျွန်တော်ဝင်ရပါတယ်ကျွန်တော်မြန်မာချင်းချင်းအားပေးအမြတ်ပြုဟာရောက်နေ ။ဟောလေ5000ဝါနော်။မောင်မောင်လေး5000သွားတာနော်။မယူ5000ဝါလား။အော်ယော။နော်။နော်။မိုးညိုရပြရှင်ပေါ့ဗျာ။ဟာ။ကစားလာမလေးအများကြီးတယ်မောင်မောင်လေးလူစားသူလူစားဝင်လာပြီးတော့5000ဝါနော်။မယူ5000ဝါနော်။ဟာ။ကိုရင်းမယူဖန်တယောက်နေနေတော့ဂုံယူမိတယ်ကွာ။မြန်မာနိုင်ငံသားတယောက်က5000ဝါလား။ဟာမောင်မောင်လေး5000ဝါလား။အမှန်ကန်ကြီး5000ဝါလား။ဟေးတကယ်ကိုတောင်းဝင်နေတဲ့ အစင်တမ်းမီနဲ့ကက်ချက်မျိုးနဲ့ဂိုးသွင်းဝါလာပြင်းပြတိုင်းလမ်းမို့ပညာလာပါပါလေးနဲ့ကန်ဝါလာအိုးဂုံယူရကွာမန်ယူကန်တယောက်နေနဲ့လေဂုံယူရသိရမလားအိုးတကယ်ကောင်းနေတကယ်ကောင်းနေဒီနေ့ဒီနေ့ဒီအာဆီယံဟိုရဲ့စုပွဲမှုဘောလုံးသေးလေတော်ကောင်းနေအဲ့ဒါအောင်မရေတော့မြန်မာတင်ရနေပြီးတော့မန်ယူဂိုးသွင်းလို့ရဆိုဂိမ်းထဲမှာပဲရှိရဲခုတော့လက်တွေ့ဖြစ်လာပြီပေါ့ဗျာသိရသိရဒီမောင်မောင်လွင်ကဒီကောင်ဂိုးသွင်းနဲ့တယ်သေးကြတယ်ဒီကောင်ဝင်လိုက်ဂိုး ပွင့်လိုက်မယ်လို့ထင်တာဘောလုံးလည်း तू တိတ်ပြောမထီရအောင်တော့မမောင်းလဲတိတ်ထီထီထီရမလုံးတော့တလုံးခွေးတာတလုံးရောင်းသွင်းသွားတယ်တိတ်လည်း तू မကစားရသေးဘူးချိုးတော့မထွက်သေးဘူးအိုးကုန်းယူရကွာကို့မြန်မာနိုင်ငံသားတယောက်နေပြောမှဆိုတော့နီးပြရဲ့တဲ့ဘွက်ဒီပေါ့ဗျာကုန်းယူတယ်ငါဒီဘွက်ကြည့်ပြီးပြန်မယ်ရောက်ရောက်ပါရင်ငါလည်းအိမ်ပြန်မယ်နော်မင်းတို့လည်းအတူကြည့်ကျင်လုံးကလားအိုးကုန်းယူတယ်ဟေးเนี่ยအတော့မကြလို့ရှုံးသွားတာမဟုတ်ဘူးတကယ်ကိုင်းနိုင်တာဗောအာဆီယံလောက်ကတော့ဒီလောက်ကြီးကွာစစ်မိ အသင်းကြီးတစ်သင်းဖြစ်ပြီးတော့အာဆီယံအသင်းတစ်သင်းလောက်မနိုင်ကြရလားအားလုံးလှုပ်ဆက်တည်ယူအားလုံး secret တည်ယူပဲမင်းတို့အဲ့ secret ထဲမှာမျောနေတာဒီကပြောချင်တာမျိုးလုံးတွေနောက်တယ်ဘာမှလည်းမဟုတ်ရှုံးရင်လို့ရှုံးသွားတာမဟုတ်တကယ်ကရင်တော့ကွာမင်းကျိတ်တဲ့ကစားသမားအရင်ချက်တိတ်တွေပဲထည့်ကြတာအေးစေးငါးလုံးတော့ပြတ်တယ်ဥစ္စာအထာထားလိုက်တာအထာတစ်ပေါက်ပဲဒီကရာအလုံးက secret တွေပဲအကုန်လုံးမျောသွားတယ်လောက်လိုက်ဒါပဲအဲ့လိုဖြစ်အောင်ပဲတမင်း ကဘာကြီးကိုတစ်ချက်လှုပ်ခတ်လိုက်တာအာမန်ချက်စတာယူနိုက်တက်ပဲဒီသင်းကဒီသင်းသာနေမဲ့အာအာဂျင်တီးနာလူနမစီပြီးရင်ကဘာကြီးကိုလှုပ်ခတ်နိုင်တာဒီသင်းတစ်သင်းပဲရှိတယ်ကဘာပေါ်မှာဆိုတော့ဖုန်းလေးဆွတ်ဆွတ်ထားမနေနဲ့ဟာဒီဘရာသားနဲ့တော့ခတ်ပြီကွာဘရာသားမြန်မာလုံးကိုမရေးသင်းဘူးတဲ့လားမြန်မာရေးတိတ်ခါကြလို့ကျွန်တော်ကငငယ်တုန်းကဆိုရှိခဲ့တယ်ကွာ မြန်မာအာသာကဘာကိုလွှဲရမည်ဖြစ်ခဲ့လို့လားအခုမှစဖြစ်နေတာတကယ်ကဘာကိုလွှဲတာပဲလीဒီကောင်လုတ်ပြီလို့ခမရသူများအောင်မြင်မှုမနာလိုစိတ်မထားရဝမ်းသာပီတိဖြစ်ပေးရတယ်မောင်မောင်လေးကိုအပီချိတ်လုတ်ပေးရတယ်နော်အခုဆိုရင်မောင်မောင်လင်းကြောက်အဲအမှကွာအာဆီယံအွန်စတာမှာကျွန်တော်တို့တွေ့ကြတယ်တခြားလူတွေ့ရင်တော့အဲ့လောက်မဟုတ်ဘူးဒီကောင်တွင်းလိုက်တော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းအခြေအနေကောင်းနေ ကဘာတော်တော်ကြီးကိုသိသွားပြီကွာနောက်သာနောက်ကြအခု Twitter မှာ Man U official ပြီးနေမှာပါလာလိမ့်မယ်ကွာခု Twitter မှာဆိုဟိုက်နေကြတယ်နောက်ကြပြမမောင်လေးကိုလည်းဖိုးကြတယ်ကွာပါပါလေးဟော white land နဲ့နေရာချင်းလဲအဲဂုံစုစရာတိလားနော်ဘာသာမနာလူသိသိရှော့တိလားကျွန်တော်လည်းမမောင်လေးကိုကြိုက်နေရလို့မဟုတ်ဘူးဒါပေမဲ့ဂုံယူရမယ်အကောင်မိုက်တယ် ထိုးပစ်လိုက်တဲ့ကောင်ကလည်းဆရာကြရတယ်ကွာဒီကောင်တွေးတဲ့အဆုံးသက်ကလည်းမိုက်တယ်ဟုတ်လားဘာလို့ပြောဗျာအခုဒီပြောနေတော့ဒုံးကလုံးဝမမောင်အတွက်ဂုံယူပြီးသားနော်음မပြောတော့မပြောတော့ကိုမန်းလူတွေပဲခင်ဗျားကိုပြောလိမ့်မယ်မပြောတော့ကျွန်တော်ပြောတော့နောက်တစ်ပုဒ်ဆက်တင်ပါပဲမမောင်လေးကိုမကြိုက်တဲ့လူတွေကြော်သွားပါကျွန်တော်ကတော့ကျွန်တော်အနေနဲ့ခုံယူတယ် သူပါနုပါနုလို့ကြည်နေတာမယူမယူသိင်းနေလေတကယ်ကြိုက်ပါတယ်အဲဒါတော့မန်တိုင်းပြောရင်တော့ဘယ်လိုပြောမလဲဆိုပြောပြပြတတ်အောင်ပဲကွာဒီကောက်တော့ကျွန်တော်ခုံယူတယ်အောင်းဆိုတာကျွန်တော်ထက်ငယ်ပါသေးတယ်ကျွန်တော်တည်းလည်းရကူရတဲ့ကွယ်မှာကံမှုတယ်စိတ်ကျွန်တော်ပထမဗီဒီယိုမှာပြောခဲ့တဲ့စိတ်လိုတော့လုံးဝမလိုက်ပါနဲ့ကိုသွားမဲ့လမ်းကိုဖျက်ဖျက်တန်တန်သွားပါ เนาะမင်းတို့ကတို့အားလုံးခုံယူနေတယ်ဒါမင်းမြန်မာနိုင်ငံမှာပထမဦးဆုံးအဲလုံးဝလုံးဝกว่าမြန်မာနိုင်ငံမှာပထမဦးဆုံးလုံးဝမ်စံချိန်တက်ပေါ့ပြောမယ်စံချိန်တက်ဘယ်သူမှမမီနိုင်တဲ့စံချိန်ကိုမင်းလှုပ်သွားတယ်ဒါဆိုခဏဝင်တွင်သွားတာပေါ့ဗျာမြန်မာနိုင်ငံမှာကောင်းတဲ့ကစားသမားတွေအများကြီးပဲမင်းကလုံးဝလဲကံကောင်းဆုံးလူအဖြစ်ပေါင်ခဲ့တယ်မြန်မာနိုင်ငံမှာလဲတက်ရောက်သေးပဲရွေးခဲ့တယ်အဲ့တော့ မေတ္တာကတော့ဂုံယူတယ်ကွာနော်အဲအဒီကျွန်တော်တို့ဆိုလို့ရှိရင်အရင်တော့မပကမကန်ငယ်ပေါ့ဗျာမမောင်းလဲပါမပါပါမလားလို့စွဲ့နေတာဗျာအခုလို့ပါလာတယ်ကိုလည်းသွင်းသွားတော့တော်တော်လေးကိုဂုံယူမိတယ်အဲ့ဒါတော့အမှန်ပဲပြည့်တဲ့တွေကိုလုံးဝချစ်ပါလေးစားပါနော်ဒါပဲဖိုက်ရမမောင်းလေးညာလည်းတော်တော်မိုးချုပ်နေပြီဒါပေမဲ့ငါနေတို့မေးကျင်လို့လုံးသိလားငါနေတို့မေးပါဦးမယ်အဲ့ဒီအတင်းကလေး ဘရော့နိုင်မှာလဲဟင်ဘရော့နိုင်မှာလဲငါကြားလိုက်ရင်အဲ့အတင်ရှုံးတာကြီးဘတခါမှလည်းမနိုင်ဘူးငါဘောလုံးပွဲတွေအကြောင်းလည်းတိတ်နာမလဲပါဘူးတုံတုံလည်းမကြည့်ပါဘူးခဲဒါပေမဲ့ငါကြားလိုက်တိုင်းမှာ तू ရှုံးနေဆိုတာကြီးပဲရှုံးမှာပြောနေတယ်နော်လေဟိုရှုံးတဲ့အတိုင်းပဲကြားရတော့ကြားတော့ဘလို့ဖြစ်လာလဲဆိုတော့ အဲ့အသင်ကိုအားပေးတဲ့သူတွေပဲငါတော်တော်သနာလာတာတိလားနိုင်လဲနိုင်စီတင်ပါတယ်ဟဲ့ကောင်းကောင်းလေးလည်းမကန်ပေးကြဘူးနော်အားပေးတဲ့သူတွေရဲ့မျက်နှာမှမထောက်မြန်မာနိုင်ငံမှာဆိုအဲ့အသင်ကိုအားပေးတဲ့ fan အများဆုံးအေးသူတို့ရဲ့မျက်နှာကိုအရှက်ခွဲတာကလည်းအရှက်ခွဲသူတို့မျက်နှာကိုအရှက်ခွဲတာကလည်းအဲ့အသင်မဲအခုလဲကြည့်ရှုံးမြန်ဒါပေမဲ့အခုရှုံးတာကတော့ ည်းနည်းဟိုပြောရမလဲအဲ့အသင်းဖန်လေးအတော့ကတော့ဟိုဝမ်းနဲ့တဝက်ပျော်တဝက်ပေါ့နော်ဝမ်းနဲ့တယ်ဆိုတာသူတို့အားပေးရဲ့အသင်ရရှုံးလို့ပျော်တယ်ဆိုတာကိုရီးယားမြန်မာနိုင်ငံကိုစားပြုမောင်မောင်လေးဟာမောင်မောင်လေးဟုတ်တယ်ကျွန်တော်ဆိုမြေးတောင်ကြားတယ်အခုဒါမနေ့ကလည်းကြားတယ်ပေါ့နော်ဘာလို့လဲဆိုတော့မယူရှုံးလို့မဟုတ်ဘူးကျွန်တော်မြန်မာပြည်သားမောင်မောင်လေးရနေပြီးတော့မယူကိုးသွင်းနိုင်ခဲ့လို့ရှုံးပြန်ပြီကဲပြောကြပါဝမ်းသာမြေးကြားတယ်ပေါ့နော် ဘတော့နိုင်ပါလေလို့အဲ့အသင်းကနိုင်လဲနိုင်စေချင်ပါလေနော်သူတို့အားပေးတဲ့ဖန်တွေကလေမြန်မာနိုင်ငံမှာတော်တော်များများတနာလဲတနာဖို့လဲတော်တော်ကောင်းနေပါပြီကောင်းကောင်းလေးလဲကံပေးဖို့လဲကောင်းနေပါနိုင်ဖန်တွေအတွက်တော့စင်မကောင်းပါဘူးကောင်းနေပါပြီအဲ့မဲ့အားတော့မလျှော့ပါနဲ့တစ်ချိန်ချိန်တော့ပြန်လာမှာပါနော် အေးလို့ငါတနာလို့ရှင်ရင်တော့ပြန်လာပါဘူးရှိတယ်အဲ့အတင်းကိုအားပေးတဲ့သူလေးခြေခွဲနေပြီခုဆိုရင်လာနှစ်တိတ်တာပါဘာမှတော့မဟုတ်အားတော့မလျှော့ကြပါနဲ့ fighting fighting